Same. ဘာဘာဘူမူကြီးမင်းအောင်လိုက်လို့တက်မတော်ကိုချစ်တဲ့သူမရှိဘူး။ဟာဒီလိုချင်းဒီလိုအချိန်နှမအရန်ကိုထင်ရှားပေါ်လင်လာပြီ။ကက်ခဲတဲ့အချိန်မှာချစ်တဲ့အချစ်ကတကယ်အချစ်စစ်မဟုတ်လား။ Hey! တကယ်ဆိုရင်ငလျင်တန်းကြောင့်အကုန်ဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်တွေကို ပုံကျဲတော်တွေခဏနားပေးလို့ရတယ်နော်။တက်ဆိုင်ထားတဲ့နေရာတွေကတက်သားတွေကိုပြန်ခေါ်ပြီး ကြေးစေးရေးအတွက်လူအင်အားများများနဲ့တုံးချလို့လည်းရတယ်။တရပ်တော်နေကတုံးသွားတဲ့လူတွေကိုလည်းကြေးစေးရေးအတွက်အတုံးချလို့ရတယ်။ပြောရရင်ဗျာမန္တလေးနဲ့အနီးဆုံးဖြစ်တဲ့မန္တလေးမြို့လေကောင်ကစစ်ဌာနချုပ်တဲ့ကတပ်မတော်သားတွေကိုမန္တလေးမြို့မှာကေစရီလှုပ်ပေးလို့ရတယ်။ဒါပေမဲ့အဘဟာရင်နာနာနဲ့ပဲတပ်မတော်ကောင်ဘူးအတွက်ပဲရွေးချယ်ခဲ့ပါတယ်။အင်းကျန်းဖက်တွေကိုဘုံကျဲတာမနာခဲ့ဘူး။ တက်မတော်သားတွေကိုစစ်ရေးမှာပဲအပြေဝအာယုံစိုက်နိုင်မှုအတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာဝေမပါခိုင်းခဲ့ဘူး wow စစ်မှုထမ်းဖို့အမိတ်ကိုလည်းတေးသေးချာချာကျင့်သုံးပြီးတက်မတော်အတွက်အားဖြည့်စေခဲ့တယ်ဗိုလ်ချုပ်မူကြီးဟာတက်မတော်ကိုကာကွယ်ဖို့အတွက်မျက်ရည်ဆက်လက်နဲ့ညာလက်ကဘုံကျဲခိုင်းပြီးဘယ်လက်ကနေစစ်မှုထမ်းဖို့ဆင့်ခေါ်ပြီးနေပါလေဗိုလ်ချုပ်မူကြီးအတွက်တော့ရင်နာနာနဲ့ချမှတ်ရတဲ့ဆုံးဖြတ်ချက်တွေပါ တစ်ဖက်မှာကိုပီသူတွေတစ်ဖက်မှာအရန်ချိရတဲ့တက်မတော်ရွေးရခတ်တဲ့ဆုံးဖြတ်ချက်တွေပါပဲဒီလိုမှမလုပ်ရင်လည်းမရတော့ပါဘူးသိမကြခင်မှာမိုးရသည်ရောက်ပါတော့မယ်မိုးရသည်ရောက်တာနဲ့လေချောင်းကအသာကြီးယူဖို့ခက်ခဲလာပါတော့မယ်ဒါကြောင့်ဒီလိုအချိန်ဒီလိုအခါမှာပီဖြတ်တဲ့ပုံတွေကို နှိတ်ကုတ်ထားဖို့တည့်ရက်ကလေးမှနှောက်နေလို့မရပါဘူးအဲကဲဆိုကျင်တော့ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ Al Jazeera ကိုအဖအားတို့ကရွေးကောက်ပွဲအတွက်ရည်ရွယ်ပြီးကဘာကိုဝါရဖြတ်နိုင်ဖို့အတွက်ငလျင်မဖြစ်ခင်ကတည်းကနေပြည်တော်ကိုခေါ်ထားခဲ့မိတယ်။ငလျင်ဘေးနဲ့ကြုံကြိုက်ပြီးသတင်းတင်ဆက်တဲ့ဒူရီရဲ့ထုံးစံအတိုင်းသတင်းယူတော့တာပေါ့။အဲမှာအဖအားတို့စောင့်ပြတနာတက်တာပဲ။ပြည်တွင်းသတင်းဌာနတွေကိုဟိုမသွားရဒီမသွားရကန့်သက်လို့မရတဲ့အခါ ဘားတို့ကအခုတက်တီအဆက်မပြတ်ဘုံကျဲနေတဲ့အကြောင်းတွေစစ်သား60ရာခိုင်နှုန်းလောက်ကမြေကလင်ကဲဆဲရေးတွေမှာဝင်ရောက်မကူညီတဲ့အကြောင်းတွေဝင်ရောက်မကူညီတဲ့အပြင်စစ်တပ်နဲ့ကင်ပြီးလုံခြုံရေးပဲယူနေတဲ့အကြောင်းတွေကိုကဘာတိအောင်ပြောသွားတယ်ပို့ဆိုးသွားတာကအဲဒီ LJ0 ရဲ့တရင်ယူတဲ့ကောင်က PDF NUG ခေါင်းဆောင်တို့နဲ့ဓာတ်ရိုက်စကားပြောနေတာပဲဟုတ်တယ်လေစကိုင်းမျိုးပေါ်ကလွှဲလို့အနည်းတဝိုက်ပါက PDF စုံမနေမိတွေကြီးပဲကူမနေ့ကလည်းမလေးရှားသတင်းဌာနတခုကသူတို့ရဲ့မလေးရှားကေဇယ်ရဲ့အဖွဲ့တခုဖြစ်တဲ့ Smart အဖွဲ့နာလင်ရင်နဲ့ဘုံကျဲခဲ့ကြောင်းသတင်းတင်ထားသလိုကိုရီးယားထိတ်တန့်သတင်းဌာနတခုဖြစ်တဲ့ SBS ကလည်းစစ်တပ်ကဘုံကျဲနေတာ မရက်တဲ့အကြောင်းစစ်တပ်ဘာမှဝင်ရောက်မကူညီတဲ့အကြောင်းဝေဝေဆဆနှိမ့်ဆက်သွားပါတယ်အဲ့ဒီထဲမှာ Al Jazeera ကတော့ကိုစနစ်နဲ့ကိုဆိုတော့ဘာမှလုပ်လို့မရတော့ဘဲ ီဒီယိုတွေနဲ့တကွအဖားတို့ကိုအကုန်ဖော်နေတော့တာပဲဒါကြောင့်တခြားသူတွေကဘာသူကဘာသားတွေနားမလဲရင်နေပါစေတက်မတော်ချစ်မြတ်နိုးသူတိုင်းကတော့ဗိုလ်ချုပ်မူကြီးကိုနားလေတင်ပါနဲ့တခြားသူတွေကြိုက်တယ်လို့ဝေဖန်ပါစေအချိန်တန်ရင်ဓာတွေကလေထဲကနေပြတ်ကွယ်သွားမှာမလားအဓိကကတော့တက်မတော်ချစ်မြတ်နိုးသူတွေနားလေဘူးပါပဲငလျင်တန်ကြောင့်အသက်ဆုံးရှုံးသွားရတဲ့တက်မတော်ချစ်မြတ်နိုးသူတွေရှိပါတယ် ဒီလူတွေကလည်းတမလွန်ဘွားကနေဘုံကျုံမူကြီးကိုနားလည်နိုင်ကြပါစေ။